အာပီတူပီကဘိုင်းဆဲဈေးတွေကညောက်လိုက်တော့ကွာကိုလိုချင်တဲ့ဈေးနဲ့ကိုတင်လို့ရရင်ကောင်းပါပဲတင်လို့ရတယ်လို့ပြောတယ်ဒါပေမဲ့ဘယ်တော့မှမသိအကောင့်တောင်းပြီအောင်အိုးအိုင်းခုရှိတာခုတောင်းလဲခူလေးရဲ့ဟေးဒီမှာပီတူကဈေးတွေကအရင်ညောက်အောင်ကွာအဲ့တော့တက်မချင်တဲ့ဈေးနဲ့ပဲတော့တင်နေတာအဲ့ SD ကိုဘယ်လိုတင်ရမလဲဆက်တော့ပြောပြအောင် လိုမျိုးလဲအာဒီဘိုင်ဆဲကလုတ်တွေကိုမနေဖဲနဲ့ဟုတ်တယ်ကိုယ်တိုင် order တင်ပြီးတော့ရောက်ဝယ်လောက်ချင်တယ်ဟုတ်တယ်လိုလိုအောင်ပြောပြအောင်အဲလိုလိုလေးဟုတ်လားအဲပြောပြရေလိုလိုလေးအဲဆိုတော့တူတူလေးပြောမယ်ကြည်ကြည်ပြောမယ်အာအကုန်လုံးတိနေအောင်လှုပ်လိုက်တော့အကုန်လုံးတိအောင်လှုပ်လိုက်တော့ဒါဆိုရင်အကုန်လုံးတိအောင်ပြောပြလိုက်မယ်နော်ဆက်ကဲပြလူပြီမှာဘိုင်ဆဲကလုတ်မနေဖဲနဲ့ကိုယ်တိုင် app post တင်ပြီးတော့ဘယ်လိုမျိုးရောက်ဝယ်လောက်ရမလဲဆိုတာကိုပြောပြပေးပါမယ် ပထမဆုံးအနေနဲ့ mobile phone ထဲမှာ P2P order တွေဘယ်လိုမျိုးတင်ရမလဲဆိုတာကိုပြပေးမယ်။ PP ဆိုတော့ကျွန်တော် web version ကနေပြီးတော့ပြပေးပါမယ်။နှစ်မျိုးနဲ့ပြပေးမယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ P2P order တင်ဖို့ဆိုရင် P2P တဲကိုရောက်ဖို့လိုတယ်။ကျွန်တော်ကတော့ဒီမှာ home page ထဲမှာပဲ P2P ဆိုတဲ့ icon လေးကိုအပြင်ထုတ်ထားတယ်ပေါ့နော်။မတွေ့တဲ့သူတွေအနေနဲ့က mobile ကိုသွား PP ဆိုရင် trip ဆိုတဲ့တက်ထဲမှာ P2P ဆိုတာပါတယ်ပေါ့နော်။ trip ဆိုတဲ့တက်ထဲမှာပဲကျွန်တော်တို့ P2P trade ဖို့အတွက်ဒီမှာ P2P လေးပါတယ်ပေါ့နော်အဲ့ဒီထဲကိုသွားလိုက်ရင်ရပြီဘဲကပဲတော်တော်ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒါအပြင် secret မှာတင်ထားတာဖြစ်တဲ့အတွက် home secret မှာတင်ထားတာဖြစ်တဲ့အတွက်တခါတည်း P2P ဆိုတာမြင်နေရတယ်အဲ့တော့ home secret မှာဘယ်လိုမျိုးတင်ရမလဲဆိုတာကိုလည်းကျွန်တော်ဗီဒီယိုတစ်ပတ်လုပ်ပေးထားတာရှိရယ်သွားကြည့်လို့ရပါတယ်အဲ့တော့ P2P ဆိုတာလေးကိုနှိပ်လိုက်တဲ့ဆိုရင်အခုကျွန်တော်တို့ P2P အဝယ်ရောင်းလုပ်လို့ရတဲ့ page နေရာကိုရောက်သွားပြီပေါ့နော်ဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော်တို့ချက်ချင်းတန်းပြီးတော့ app post တင်ပြီးတော့အကြောင်းအဝယ်လုပ်လို့ရတာမဟုတ်ဘူး ဘာလို့လဲဆိုတော့အခုလောလောဆယ်ရှိနေတာကျွန်တော်တို့က order mode မှာရောက်နေတာပေါ့နော်အဲ့တော့ advertisement mode ကိုပြောင်းမတာလင် app store တွေတင်လို့ရမှာဖြစ်ပါတယ်ကိုကြိုက်တဲ့ဈေးနဲ့ကိုကြိုက်တဲ့ limit နဲ့အယောင်အဝယ်လုပ်ဖို့အတွက်ကိုရိုင်းကျွန်တော် merchant တယောက်အနေနဲ့အဝယ်ရောင်းလုပ်လို့ရမှာပေါ့နော်အဲ့တော့ဘယ်ကနေပြောင်းရမှာလဲဆိုတော့ဒီနားလေးမှာအဆက်30ရှိတယ်ဒီအဆက်30ကိုနှိပ်ပြီးတော့ပြီဆိုရင်ဒီမှာ advertisement mode ဆိုတာလေးပါတယ်မြားလေးနှစ်ချောင်းနဲ့ပေါ့နော်ဒါလေးကိုနှိပ်လိုက်တဲ့ဆိုရင်ကျွန်တော်ပြောင်းမလာမိတယ် advertisement မဟုတ်ကိုပြောင်းပါဆိုရင် confirm ကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော်ဒီအောက်မှာ home နဲ့ order တို့ပေါ်လာပြီပေါ့နော်ပြီးရင် profile နဲ့အစရှိရာတွေပေါ်လာပြီအဲ့တော့ add ဆိုတဲ့ button လေးလည်းပေါ်လာပြီအဓိကကျွန်တော်တို့တင်ရမှာဒီကနေသွားပြီးတော့တင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ ADS ဆိုတဲ့ tablet တွေကိုအရင်ရောင်းသွားလိုက်ဒီကိုရောက်ပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ order တင်ဖို့အတွက်ပေါ့နော် post add ဆိုတဲ့ button လေးပါတယ်ဒီအပောင်းလေးကိုနှိပ်ပြီးတော့လဲထည့်လို့ရတယ်ဒီ button လေးကိုနှိပ်လိုက်လို့လဲရတယ် ဒီမှာပေါ်နေတဲ့ post app ဆိုတာလေးကိုနှိပ်လိုက်ပါတော့ AD ဆိုတာလေးကိုနှိပ်လိုက်ရင်ရပြီပြီးရင်ကျွန်တော်တို့ဝင်ပါလားရောက်ပါလားဆုံးဖြတ်ရမယ်ကိုကဝယ်ခြင်းတဲ့သူဆိုရင်တော့ buy ရောင်းခြင်းတဲ့သူဆိုရင်တော့ sell ဒီနေရာကိုရောက်ပြီဆိုရင်တော့နောက်သွားမဲ့ပုံစံတွေအကုန်လုံးက web version နဲ့အတူတူဖြစ်သွားမှာပါအဲ့တော့ကျွန်တော်တို့ web version မှာဘယ်လိုမျိုးသွားရလဲဆိုတာလေးအရင်ပြပေးမယ်ပေါ့နော်ပြီးမှကျွန်တော်တို့ order post ကိုတင်တဲ့အပိုင်းဆက်သွားရအောင်ပါ web version မှာသွားဖို့အတွက်ကတော့ trade ထဲက p2p ကိုရောက်အောင်သွားရမယ်အဲဆိုတော့ trade ထဲမှာ p2p ဆိုတာလေးကိုတစ်ချက်နှိပ်လိုက် ခုနကလိုပဲကျွန်တော်တို့ B2B icon ကိုနှိပ်တယ်လို့ပဲဒီမှာလည်းအတူတူပဲပေါ့နော်ပြီးတော့ပြီဆိုရင်ဒီညမှာကျွန်တော်တို့ mouse ဝါလေးရှိတယ်ဒီညလေးမှာကွန်ပျူတာသမားတွေဆိုင်ပေါ့နော် mouse ဝါလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာ post new ad ဆိုပြီးတော့အပေါင်းလေးနဲ့ပေါ်နေလိမ့်မယ်အဲ့တော့ဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ခုနက mobile phone မှာမြင်ရတဲ့ page နဲ့အတူတူဖြစ်သွားပြီပုံစံတူသွားပြီပေါ့နော်ဒီညမှာ i want to buy လား i want to sell လားနှစ်ခုရွေးရမယ် ကိုကဝယ်ခြင်းနဲ့ဆိုရင် i want to buy ကိုနှိပ်လိုက်ဒါဆိုရင်အလိုလျောက်တစ်ဖက်မှာဆဲဘက်မှာသွားပေါ်လိမ့်မယ်ပေါ့နော်ဘယ်နေရာမှာပေါ်မယ်ဆိုတာကျွန်တော်တို့အများကြီးစဉ်းစားစရာမလိုကိုဘာလုပ်ချင်လဲဆိုတာကိုပဲအဓိကစဉ်းစားရမှာဖြစ်ပါတယ်ကိုကဝယ်ခြင်းနဲ့ဆိုရင် i want to buy ကိုကရောင်းခြင်းနဲ့ဆိုရင် i want to sell ဆိုတာလေးကိုနှိပ်မိုဘိုင်းဖုန်းမှာဆိုရင်လည်းဘိုင်းဆဲခလုတ်လေးတွေဟိုဘက်ဒီဘက်ပြောင်းလိုက်ရုံနဲ့ရတယ်ပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်ကဝယ်တာနဲ့လုပ်ပြပေးမယ်ဝယ်မှာဆိုတော့ဘယ် currency ကိုဝယ်မှာလဲပေါ့နော် USDT ပြီးပြီဆိုရင် ငွေကြေးအနေနဲ့ကကျွန်တော်တို့က MMK ကိုရွေးမယ်။တခြားငွေကြေးတွေကိုသုံးပြီးဝယ်မဲ့သူတွေကဒီထဲမှာလာရွေးရမှာဖြစ်ပါတယ်။မြန်မာတွေအတွက်ကတော့ကျွန်တော်တို့ MMK ကပို့ပြီးတော့သုံးများမယ်တင်နေ။အဲ့တော့ MMK နဲ့ပဲကျွန်တော်ပြပေးမယ်။ Price type အနေနဲ့ကတော့ face နဲ့ floating ဆိုပြီးတော့နှစ်မျိုးရှိတယ်။ face ဆိုတာလေးကတော့ကျွန်တော်တို့ဒါအသေးထားလိုက်တာပေါ့နော်။ကိုထားတဲ့ဈေးကိုဒီအတိုင်းပဲအတက်အကျမရှိဘူးထားတယ်။ floating ဆိုတာကတော့ရာခိုင်နှုန်းအလိုက်လိုက်ပြီးတော့ပြောင်းတာပါ။ အဲ့တော့ဒီနေရာမှာကတော့ face နဲ့ပဲလက်ရှိမြန်မာပြည်မှာကတုံးရတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီမှာပေးထားတဲ့ reference rate 2000ကျော်ဆိုတာကကိုခဲကပေးထားတဲ့ဈေးကြီးပြထားတာဖြစ်တဲ့အတွက်တကယ်အပြင်ကဒေါ်လာပေါင်စီမဟုတ်ဘူးပေါ့နော်။အဲ့တော့ဒီနေရာမှာတော့ face နဲ့တင်တာပို့အဆင်ပြေတယ်။လက်ရှိ market မှာက4400ဝန်းကျင်မှာဈေးပေါက်နေရတဲ့နဲ့အဲ့တော့4300ဆိုပြီးတော့ထားလိုက်မယ်။ပြီးတော့ရင် next ဆိုတာလေးကို next မိုဘိုင်းဖုန်းမှာလည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့ထည့်ခြင်းနဲ့ဈေးထည့်ပြီးတော့ရဲ့နှိပ်စွာလေးကိုနှိပ်ပေးလိုက်ပါပြီးပြီဆိုရင်တော့ total amount နေရာမှာဘလောက်ပမာဏကိုဝယ်မှာလဲကိုကဘလောက်ဝယ်ခြင်းလဲကိုဝယ်ခြင်းနဲ့ဒေါ်လာပမာဏကိုဒီထဲမှာတက်ဒေါ်လာ1000ဝယ်မယ်ဆိုရင်ဒေါ်လာ1000 Our limit အနေနဲ့ကတော့အ ਨੇ စုံဘလောက်ကနေစပြီးတော့အယောင်းဝယ်လုံးမှာလဲရွေးပေးရမယ်ကျွန်တော်တို့အ ਨੇ စုံ10သိန်းကနေအယောင်းဝယ်လုံးချင်တယ်ဆိုရင်ဒီနေရာမှာ10သိန်းလို့ထည့်လိုက်5သိန်းကနေအယောင်းဝယ်လုံးချင်တယ်ဆိုရင်ဒီနေရာမှာ9သိန်းလို့ထည့်လိုက်ရင်ရပြီ ဲ့တော့ကျွန်တော်ကနမူနာပြမှာဆို10သိန်းပဲထားလိုက်မယ်ပေါ့နော် limit အနေနဲ့ minimum အနည်းဆုံးဝယ်လို့ရတဲ့ limit က10သိန်းအများဆုံးဝယ်လို့ရတဲ့ limit ကဒီနေရာမှာ350ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာအများဆုံးဘယ်လောက်အထိထားလို့ရလဲဆိုတော့350အထိထားလို့ရတာဖြစ်ပါတယ်350တက်ကျော်ပြီးတော့ maximum limit ကိုထားလို့တော့မရသေးဘူးလက်ရှိအချိန်မှာအများဆုံးရောင်းဝယ်လုပ်လို့ရတာ order တစ်ချောင်းမှာ350အထိပဲရောင်းဝယ်လုပ်လို့ရတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ ဒေါ်လာ1000က43သိန်းပဲရှိမှာပေါ့နော်အဲ့တော့ဒီ maximum limit ကအော်တို43သိန်းဆိုပြီးတော့ post တဲ့အချိန်မှာ ပြပေးလိမ့်မယ်ဒါရေးမကြည့်ဘူး maximum limit ကကိုထားခြင်းနဲ့ maximum limit ကိုထားလိုက်လို့ရတယ်ပြီးပြီဆိုရင် payment method အနေနဲ့ကတော့ဘယ်ဘဏ်ကိုသုံးပြီးတော့ကျွန်တော်တို့ကပ2ပြီးအကြောင်းအပွဲလောက်ချင်တာလဲဒီမှာထည့်ပေးရမယ် at ဆိုတဲ့အပေါင်းဘတ်တန်လေးကိုနှိပ်လိုက်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ဘန်နေရွေးပေးရမယ်အ STB လာပြီးရင် Wayman နေလား၅ခုအထိရွေးလို့ရတာဖြစ်ပါတယ် payment method ၅မျိုးထည့်လို့ရတယ် Wayman နေ UAB AY ကျွန်တော်တို့အကုန်ထည့်လိုက်မယ်ဗောနော်ပြီးရင် CBP အကုန်ထည့်လိုက်မယ်ပြီးရင် confirm ဆိုတာလေးကိုနှိပ်လိုက်အဲဒါဆိုရင်ကျွန်တော်တို့ payment method ထည့်တဲ့အပိုင်းပြီးသွားပြီအဲ့တော့ဒီညမှာကိုအယောင်းဝယ်လုံးမဲ့ payment method ကိုထည့်မကောက KVZ ပေးနေအယောင်းဝယ်လို့ရှင်းနေဆိုရင် KB ထည့်ပေါ့နော်အဲ STB နဲ့အယောင်းဝယ်လို့ရှင်းနေဆိုရင် STB ထည့် ။နောက်တစ်ခုအနေနဲ့ကတော့ pay time limit ဖြစ်ပါတယ်။ကိုယ့်ရဲ့ order အယောင်းဝယ်ကိုဘယ်လောက်အချိန်ယူပြီးတော့အယောင်းဝယ်လုပ်ကြမလဲ။အဲဒါ15မိနစ်နဲ့မိနစ်30နှစ်ခုရွေးလို့ရတယ်။အချိန်များများလိုအပ်တဲ့သူတွေပေါ့နော်။ဥပမာ internet line ကြောင့်ပဲဖြစ်ဖြစ်အခုက KB တွေဆိုရင်ကျွန်တော်10သိန်း10သိန်းခွဲလွှဲရတာမျိုးတွေရှိတယ်။အဲ့တော့ငွေလွှဲတဲ့အချိန်ကိုပို့ပြီးတော့ယူခြင်းနဲ့ဆိုရင်တော့မိနစ်30ထားလိုက်ပေါ့နော်။ပုံမှန်ဆိုရင်တော့15မိနစ်ကလောက်တယ်15မိနစ်ဝင်ခြင်းကအဆင်ပြေတယ်လို့ထင်တယ်အဲ့တော့15မိနစ်ထားပြီးရင် next ကို next နောက်တစ်ဆင့်အနေနဲ့ဒါအဆင့်30ဆင့်ပဲကျွန်တော်တို့ထည့်ရမှာပေါ့နော်ပထမတစ်ဆင့်ကတော့ order type နဲ့ဈေးနှုန်းထည့်ခဲ့ပြီးပြီပြီးပြီဆိုရင်စုစုပေါင်းတိုးတဲ့ amount နဲ့ payment method ထည့်ခဲ့ပြီးပြီနောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ဒီ response တွေဘယ်လိုမျိုးပြန်မလဲ auto reply ဘယ်လိုမျိုးပြန်မလဲပြီးရင် terms and condition တွေဘာတွေထည့်မလဲဆိုတာကိုဒီအဆင့်မှာထည့်ပြရမှာဖြစ်ပါတယ်ဒီနေရာမှာ touch အနေနဲ့ကတော့ဒါ option နဲ့မထည့်လဲရတယ်ဘယ်လိုမျိုးလဲဆိုတော့ extra KYC တောင်းပါလားသူစီက bank statement တွေတောင်းခြင်းလား တဖက်သူစီကလိုအပ်တဲ့ document တွေတောင်းချင်တယ်ဆိုရင်ဒါတွေကိုထည့်ပြီးတော့တောင်းလို့ရတယ်။ဒါပေမဲ့ဒီမှာကတော့ကျွန်တော်တို့ဒီတိုင်းပဲထားလိုက်မယ်မတောင်းတော့ဘူးပေါ့နော်။ပြီးပြီဆိုရင်ဒီနေရာက term and condition ရေးပေးရတဲ့နေရာဘယ်လိုမျိုးတွေအရင်များကြလဲဆိုတော့တပ်ပါတီဆိုရင်လက်မခံမှုတို့ပြီးပြီဆိုရင် bank account name နဲ့ finance account name နဲ့ number two မှာလက်ခံမယ်။အဲ note တွေထဲမှာ P2P တို့ BTC တို့ USDT တို့အစရှိရာတွေထည့်မရေးပါနဲ့ဒီလိုမျိုးစီကန်းချက်လေးတွေကိုဒီနေရာမှာရေးတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာရေးထားလို့ရတယ်ဗောနော ဒါဆိုရင်ကျွန်တော်တို့ bank account number နဲ့ binance account name တူမှအယောင်းဝယ်လုပ်ပါမယ်ဆိုပြီးတော့စာလေးရေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ order ကိုအယောင်းဝယ်မလုပ်ခင်မှာဒီ terms and condition ကိုတစ်ဖက်ကသူကဖတ်လို့ရမယ်လာရောက်မဲ့အချိန်မှာဒီ terms and condition လေးကိုဖတ်ပြီးတော့ bank account number နဲ့ binance account number နဲ့မတူဘူးဆိုရင်သူလာရောက်မှာမဟုတ်တော့ဘူးပေါ့နော်ဒါခါလေးတော့လေလာရောက်တဲ့သူတွေရှိတယ်ဒါကိုတော့ chat ထဲမှာပြောပြီးတော့ကျွန်တော်တို့ cancel လုပ်လိုက်တာမျိုးတွေလုပ်လို့ရပါတယ် auto reply ဆိုတာကတော့ကျွန်တော်တို့စာတွေရေးထားလို့ရတယ်ပေါ့နော်အော် online မရှိတဲ့အချိန်မျိုးတွေ Binance ကနေပြီးတော့ auto reply ပြန်ပေးမဲ့ပုံစံမျိုးဖြစ်ပါတယ်ပထမအဦးဆုံး message တစ်ချောင်းကိုပဲ auto reply ပြန်ပေးတာပေါ့နော်ဥပမာ line မောမှာမရှိရင်ဘယ်ကိုဖုန်းဆက်ပေးပါဆိုတာပြောပေါ့နော်အဲဆိုရင် order တစ်ဖက်ကအယောင်းဝယ်လာလုပ်ပြီဆိုတာနဲ့ဒီ message ကို Binance ကနေ auto တစ်ဖက်သူစီကိုပို့ပေးပါဖြစ်ပါတယ် auto reply နေရထုံးစံအတိုင်းပဲအဲဆိုရင်တစ်ဖက်ကသူကကျွန်တော်တို့ကိုစောင့်မယ် ကျွန်တော်တို့ line မောက်မှာမရှိဘူးဆိုတာသိကြတယ်ဆိုရင်သူ Telegram ကနေပြီးတော့ကျွန်တော်ကိုရှာပြီးတော့ဆက်သွယ်တာမျိုးလုပ်လို့ရမယ်ဒါကတော့ auto reply ထည့်တာပါပြီးရင် region နေရာမှာကန့်တတ်ထားလို့ရတယ်ကိုကမြန်မာပြည်တွင်းမှာရှိတဲ့သူတွေနဲ့ပဲအယောင်အဝယ်လုပ်ချင်တယ်ဆိုရင်မြန်မာတစ်ခုတည်းကိုပဲရွေးထားလိုက်လို့ရတယ်အဲ့တော့ဒီနေရာမှာအများစုကတော့ origin ပဲထားကြတာများပါတယ်ဒါမှမြန်မာပြည်တွင်းတင်မဟုတ်ဘူးတခြားနိုင်ငံရောက်နေတဲ့သူတွေလည်း MMK နဲ့အယောင်အဝယ်လုပ်လို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ origin ပဲထားကြတာများပါတယ်ပြီးရင် counter party ရဲ့ condition အရာ ဘလို့အခြေအနေတွေရှိမှအယောင်ဝယ်လုပ်မယ်ဆိုတာမျိုးသတ်မှတ်ထားလို့ရတယ်။ဥပမာသူအကောင့်ဖွင့်ထားတာကမနေ့တနေ့မှာဖွင့်ထားတဲ့သူတွေနဲ့ကျွန်တော်တို့အယောင်ဝယ်မလုပ်ချင်ဘူးပေါ့နော်။အဲ့တော့အ ਨੇ ဆုံးအနေနဲ့သူကရက်60ထိလာမသိဘူးအယောင်ဝယ်ကန့်သက်ထားလို့ရတယ်။ကျွန်တော်ထင်တယ်ရက်60ထင်တယ်ပေါ့နော်။ Binance account ကရက်60အ ਨੇ ဆုံးတသန်းရှိမှအယောင်ဝယ်လုပ်မယ်ဆိုတာမျိုးသတ်မှတ်ထားလို့ရတယ်။ပြီးရင်သူ့စီမှာ BTC ပမာဏဘလောက်ကင်ထားမှအယောင်ဝယ်လုပ်မယ်ဆိုတာမျိုးတွေ ကန့်သက်ထားလိုက်လို့ရတယ်ဆိုတော့ BTC ကတော့တော်ရုံမကင်တဲ့သူတွေလည်းရှိတတ်တာဖြစ်တဲ့အတွက်ဒီတစ်ချက်ကတော့ဖြုတ်လို့ရတယ်ဗောနောပြီးရင် register အနေနဲ့ကတော့မနေ့တနေ့မှာအကောင့်ဖွင့်ပြီးတော့ P2P မသုံးတဲ့သူတွေကိုရှောင်ခြင်းနဲ့ဆိုရင်တော့ဒီမှာရက်ကို30တွေရက်20တွေစရှိတဲ့ဖြင့် register date ကိုကန့်သက်ထားလိုက်လို့ရပါတယ်ပြန်အောင်ဆုံးကတော့ status ဖြစ်ပါတယ် status မှာဆိုရင်၃မျိုးရှိတယ် online ရယ် offline ရယ်ပြီးရင် private ဆိုပြီးတော့၃မျိုးရှိတယ် online ဆိုတာကတော့ရှင်းတယ်ကျွန်တော်တို့ဒီ post ကိုချက်ချင်း post လုပ်လိုက်တာနဲ့ page မှာတက်သွားမယ်ပေါ့နော်အရောင်းအဝယ်လုပ်နေတဲ့ဘိုင်းစင်းနေရာလေးမှာတက်သွားမယ် offline သမားတွေကတော့ post လဲတက်မသွားဘူးကိုယ့်ရဲ့ order book ထဲမှာတော့ဒီ order လေးတစ်ခုဖွင့်လိုက်ပါတယ်ဆိုတာမျိုးပေါ်လာလိမ့်မယ်ပြီးရင် private ဆိုတာလေးကကျွန်တော်တို့တယောက်နဲ့တယောက်အပြင်မှာသဘောတူညီမှုတစ်ခုယူလိုက်တယ်အဇင်းနှုံးတစ်ခုနဲ့ပေါ့နော်အရောင်းအဝယ်လုပ်ဖို့အတွက်သဘောတူလိုက်တယ်ပြီးရင် p2p မှာပဲသွားပြီးတော့အရောင်းအဝယ်လုပ်ကြမယ်ဒါ p2p က binance က ဂျာကတ်အနေနဲ့ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက်စိတ်ချရတဲ့ပုံစံမျိုးရှိတော့ P2P မှာပဲတွားပြီးတော့အယောင်းဝယ်လောက်ကြမယ်ဆိုတဲ့အချိန်မျိုးမှာ private နဲ့တင်ထားလို့ရတယ်။ private နဲ့တင်လိုက်ခြင်းအပြင် Binance ကနေ QR code တစ်ခုပေးပြီးဆိုရင်ဒီ order ရဲ့ link ကိုပေးတယ်ပေါ့နော်။အဲ့ဒီ link ကိုကိုယ်အယောင်းဝယ်လောက်ခြင်းတဲ့သူစီကိုပေးလိုက်တယ်။ QR code ကိုအယောင်းဝယ်လောက်ခြင်းတဲ့သူစီကိုပေးလိုက်တယ်ဆိုရင်ဒါနှုံးနှစ်ဖက်ကျွန်တော်တို့ private အနေနဲ့အယောင်းဝယ်လုပ်လို့ရတယ်။တခြားသူတွေကကိုယ့်စီကိုလာပြီးတော့ အော်ရာလာဝယ်လို့ရမှာမဟုတ်ဘူးကိုလင်းပေးလိုက်တဲ့သူကိုကျူအားပေးလိုက်တဲ့သူကပဲအယောင်းဝယ်လို့လို့ရမှာဖြစ်ပါတယ်ဒါကတော့ private ပေါ့နော်အဲ့တော့ဒီ video မှာကျွန်တော်ကတော့ offline အနေနဲ့ပဲထားလိုက်မယ်ပြီးရင် post ဆိုတာလေးကိုနှိပ်လိုက်အဲဆိုရင်ကျွန်တော်ပြန်ပြီးတော့ confirm လုပ်ရမယ်အော်ရာ type အနေနဲ့ကတော့ကိုကဝယ်မှာဖြစ်တဲ့အတွက် buy SS အနေနဲ့ကတော့ USDT နဲ့ MMK ကိုသုံးထားမယ်။ Fees ပေးရတာကဘယ်လောက်ပေးရလဲဆိုတော့2ဒေါ်လာပေးရတယ်။ဒါကကျွန်တော်တို့ Aura ပမာဏရဲ့0.2%ဖြစ်ပါတယ်။ဒါက အပိုးစတင်ပြီးတော့အရောင်းဝယ်လုပ်တဲ့သူတွေကပေးရတာဖြစ်ပါတယ်ပြီးပြီဆိုရင်ကောင်တာပါတီရဲ့ condition ကိုကျွန်တော်က register 90 days အကုန်လို့ထားတာတယ်လွန်ခဲ့တဲ့ရက်60ကအကောင့်ဖွင့်ထားတဲ့သူတွေပဲလာပြီးတော့အရောင်းဝယ်လုပ်လို့ရမယ်ပေးမမသက်အနေနဲ့ကတော့ STB ပါမယ် WePay UAB ဒါ၅ခုကျွန်တော် random ကောက်ထည့်ထားတယ်ပေါ့နော်ပြီးရင် pay time limit ကတော့15မိနစ်ထားထားတယ်ရတဲ့ region တွေကတော့ region တိုင်းကလူတွေနဲ့အရောင်းဝယ်လုပ်မယ် state ကတော့ offline ပေါ့နော်အဲ့တော့ confirm to post ဆိုတာလေးကိုနှိပ်လိုက်ရပါ ဒါဆိုရင် successfully posted လို့ပြသွားပြီအဲ့တော့ဒီ order ကိုဘယ်နေရာမှာပြန်သွားရှာရမလဲဆိုတော့ကျွန်တော်တို့ more က my app ဆိုတဲ့နေရာလေးမှာဒီ order တွေကိုရှာလို့ရပါတယ်ဒါဆိုရင်ဒီမှာရှိနေရပါတော့အဲ့တော့ဒီမှာကျွန်တော်က offline အနေနဲ့ပဲထားထားတယ်ပေါ့နော်ဒါကမှ online ပြောင်းကျင်နေဆိုရင်ဒီမှာ publish ဆိုရဲမြားလေးပါတယ်ဒီမြားလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒီ status က online ပြောင်းသွားမှာဖြစ်ပါတယ်အဲဒီ order နဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြင်ကျင်နေဆိုရင်တော့ခဲတံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ detail ပြင်ပြီးတော့ပြင်လို့ရတယ် ဲ့တော့ကျွန်တော်တို့ mobile phone မှာတစ်ချက်ပြန်သွားကြည့်အောင် mobile phone မှာသွားကြည့်မယ်ဆိုရင်လည်းခုနကကျွန်တော်တင်လိုက်တဲ့ aura ကဒီမှာပေါ်လာပြီပေါ့နော် ads ဆိုတဲ့ tab ထဲမှာကျွန်တော်4300နဲ့ဝယ်မဲ့ aura တစ်ခုပေါ်လာပြီဖြစ်ပါတယ် mobile phone သမားတွေကဒီ aura ကို online ပြောင်းချင်တယ်ဆိုရင်ဒီ button လေးကိုနှိပ်လိုက်တယ်ဆိုရင်ဒါ online ဖြစ်သွားမယ်ဒါဆိုရင်တစ်ဖက်ကအယောင်ဝယ်လုပ်တဲ့နေရာမှာကျွန်တော်တို့ aura တက်လာမယ်ပေါ့နော်ပြန်သွားရှာကြည့်ရအောင်ဒါဆိုရင်4300နဲ့အယောင်ဝယ်လုပ်ထားတဲ့သူကျွန်တော်တယောက်ပဲရှိမယ်ထင်တယ်ပေါ့နော် ဒီမှာဆိုရင်ဒါကျွန်တော်ရဲ့ order ဖြစ်ပါတယ်4300နဲ့ order တခုတက်လာပြီဒီမှာ auto sale ဘက်မှာပြပေးရပါတော့ဘာလို့လဲဆိုတော့တစ်ဖက်ကသူတွေကလာပြီးတော့ရောင်းမှကျွန်တော်တို့ဝယ်တာဖြစ်တဲ့အတွက် sale ဘက်မှာပေါ်တယ်ဒါ auto ပြောင်းပြီးတယ်ကိုဘာလောက်ချင်လဲဆိုတဲ့အပေါ်မူတည်ပြီးတော့ဘိုင်းစဲကြိုက်တာလုပ်လို့ရတယ်အဲဒါက order တခုဖွင့်တာထပ်ပြီးတော့ဖွင့်ကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီအပေါင်းလေးကိုနှိပ်ပြီးတော့ထက်ထည့်သွားရုံပဲဒီအပေါင်းလေးကိုနှိပ်နှိပ်ပြီးသွားပြီဆိုရင်ခုနကလိုပဲ ဝယ်မလားရောင်းမလားရောင်းမယ်ဆိုရင်လည်းရောင်းမယ်ဘလောက်ပမာဏရောင်းမှလဲပေါ့နော်ရောင်းဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Fundy account ထဲမှာ USDT ရှိနေဖို့လိုအပ်တယ်ဝယ်မဲ့သူတွေကတော့ Fundy account ထဲမှာ USDT ရှိစရာမလိုဘူးမြန်မာငွေရှိနေရုံနဲ့တင်ဝယ်လို့ရတယ်အဲ့တော့ဘိုင်းစဲနေပြီးပြီဆိုရင်ခုနကလိုပဲကျွန်တော်တို့ amount တွေထည့်ပေါ့နော်ဒါ mobile phone ကနေဆက်သွားမဲ့သူတွေခုနကအတိုင်းပဲအဆင့်၃ဆင့်ပထမဆုံးနေနေကတော့ order type နဲ့ဈေးနှုန်းထက်ပြီးပြီဆိုရင် amount နဲ့မတ်သက်၍ပြီးရင်နောက်ဆုံးကတော့ဘယ်လိုမျိုးအခြေအနေတွေမှာအယောင်းဝယ်လုပ်မလဲဆိုတာတွေကို တ်မှတ်ချက်တွေထည့်ပေးရတာဖြစ်ပါတယ်ဒီအဆင့်၃ဆင့်ပြီးသွားပြီဆိုတာနဲ့ order ကိုကျွန်တော်တို့ public တင်ပါလားဒါမှမဟုတ်ရင် private အနေနဲ့ထားပါလား offline လား online လားအစရှိတာတွေကိုကိုယ်စိတ်ကြိုက်ရွေးပြီးတော့တင်လို့ရပါတယ် okay ဒါဆိုရင်တော့ P2P မှာ order တွေတင်ပြီးတော့ဘယ်လိုမျိုးရောင်းဝယ်လုပ်လို့ရမလဲဆိုတာကိုနားလည်သွားပြီလို့မျှော်လင့်ပါတယ်မင်းရောလုပ်တတ်သွားပြီလားတည်တော့ဟင်အကုန်လည်းတည်တော့ဟင်ပြင်ရှင်ပါရဲ့ခုတော့တင်လိုက်ပါဦးမယ်နော် okay ပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ် ားလုံးပဲ trade တိုင်းကြကြပါစေခင်ဗျာ။